शरणं शरणं गच्छामि शरणं 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 गच्छामि शरणं शङ्गच्छामि सङ्घं शरणं 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 शङ्गच्छामि सङ्घं शरणं शरणं ကဲအားလုံးမင်္ဂလာပါရေးထားတဲ့အစာလေးအတိုင်းပဲကွန်မန့်မှာမှတ်ချက်ရေးသွားဒီနေ့ဒီချိန်ကစားပြီးတော့ကံကောင်းခြင်းနေတဲ့အတူကောင်းတဲ့အရာအလုံးဟာငါးဘွားတွေကိုဥတီွေလာနေပြီ ဒီနေ့ဒီချိန်ကစပြီးတော့ကံကောင်းခြင်းတွေနဲ့အတူကောင်းတဲ့အရာအလုံးဟာငါးဘဝတွေကိုဥတီွေလာနေပါပြီဒီနေ့ဒီချိန်ကစတင်ပြီးတော့ကံကောင်းခြင်းတွေနဲ့အတူကောင်းတဲ့အရာအလုံးဟာငါးဘဝတွေကိုဥတီွေလာနေပါပြီအဲ့ဒါလေးမှတ်ချက်ရေးသွားပါဒီနေ့မှာဘာအောင်မျှဝေမလဲဆိုလို့ရှိရင်ဘဝမှာ ကျိန်စာတင့်နေတယ်လို့ကန်ဆိုးမိုးမောင်ကြနေတယ်လို့ကိုတွေးခဲ့တာကိုခံစားတာမိတာရှိနိုင်တယ်။ဘာဖြစ်လို့လဲဆိုရင်လူတွေတော်တော်များများဟာလူတိုင်းလူတိုင်းပေါ့လေဘဝအတွက်အစဉ်ပြေဖို့အတွက်ကြိုးစားရုန်းကန်လှုပ်ရှားနေကြတယ်။ဒါပေမဲ့ကြိုးစားရုန်းကန်တဲ့အခါမှာလည်းလူရည်တန်းတဲ့ရှိတဲ့မှာဖြစ်တာက လက်ချိုးရည်လို့ရတယ်မဖြစ်တာကအများကြီးပဲ။အဲ့တော့ဘဝမှာအခက်အခဲတွေဖြစ်ကြရတဲ့အစဉ်မပြေမှုတွေကြုံကြရတယ်။ လော်ရင်းနဲ့နင်းမြုပ်ကြရတဲ့အလုပ်လုပ်ရင်းနဲ့အခက်အခဲတွေတွေ့ကြရတဲ့အဆင်မပြေမှုတွေတွေ့ကြရတယ်အဲ့တော့ဘဝမှာစိတ်ပြည့်ညင်ညူးလာတယ်လုံတိုင်းမဖြစ်တဲ့အခါမှာဘဝမှာအဆင်မပြေမှုတွေကြုံလာတယ်ဖောင်းစည်းရင်ငတ်တယ်လို့ပဲဘဝမှာနေထိုင်ရတာအတိတ်ပဲမဲ့လာတယ်မပျော်ရွှင်လာတော့ဘူးအဲ့တော့ဒီနေ့မှာတက္ကရာကမတွေလောရမဲ့ကျင့်စဉ်လေးတခုကိုပြောပြပါမယ် အင်မတန်မှလည်းလွယ်ကူပါတယ်အင်မတန်မှလည်းထိရောက်ပါတယ်လူတိုင်းအောင်မြင်ပြီးသားဖြစ်လို့ပြန်လဲပြီးတော့လူအများတက်ပြန်လဲမျှဝေတာဖြစ်တယ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ဘဝမှာကျိန်စာတင့်နေတယ်လို့ပဲကန့်ဆိုးမိုးမောင်ကြာနေတယ်။ဘာလို့လို့အစင်မပြေဘူး။လှုပ်ရင်းတဲ့ဒုက္ခတွေတွေ့တယ်အခက်ခဲတွေတွေ့တယ်။ဘဝမှာဒီကြားထဲမှာအကျွေးတွေထပ်တင်လာတယ်။အကျွေးတွေကလေပင်နစ်မြုပ်လာတယ်။ လှူတာလည်းအစင်မပြေအကျွေးတွေကလည်းများအကျွေးတွေကလည်းပြန်မဆက်နိုင်သတော့ဘဝမှနေရတာအတိတ်ပဲလာတယ်ဘဝမှကိုးကြမှာပဲကံကြမ္မာကြီးကကိုမျက်နှာမျက်နှာတမပေးတာလားမျက်နှာမလိုက်တာလားမသိပါဘူးဘာလို့လို့အစင်ကိုမပြေပါဘူးဘဝမှနေရထိုင်တာလည်းပျော်ရွှင်မှုတွေမဲ့လာတယ်ကိုယ်ဝိုင်းတစ်ခုလုံးဟာစိတ်စားတင့်နေတယ်လို့ပဲကံဆုံမိုးမောင်ကြာနေတယ်လို့ထင်နေလို့ရှိရင်ခံစားနေရတယ်ဆိုလို့ရှိရင် ်အခုပြောမဲ့ကျင့်စဉ်လေးကိုလုပ်ပါတိတ်တော့မခတ်ပါဘူးအဲဦးစင်းတို့ပေါ့နော်ဒီဟွာပေါ့အဲလူလောကမှာသမုတည်နေပြန်မှာပေါ့နော်ဟိုရောင်းလာရရှိပါတယ်တန်ဘူးလေးတွေတန်ဘူးလေးတွေဖန်ပလင်းလေးတွေချစ်စရာကောင်းပါတယ်တည်တည်လေးတွေလက်လေးလုံးလောက်ပေါ့နော်လက်လေးလုံးလောက်တန်ဘူးလေးတွေအဲဖန်ပလင်းလေးတွေပေါ့သူတို့ကတော့အလှရောင်းတယ်လို့ပြောကြတာပေါ့နော်အလှပေါ့ချစ်စရာလည်းကောင်းပါလေတည်တည်လေးပါပဲ ပိုပင်နေရာသွားသွားပေါ့နော်ပော့ပော့ပါပါလိုလေကူကူလွယ်တကူပေါ့နော်ဟိုကတိကထာမှာများပဲနဲ့တဲယူတဲဆောင်သွားလို့ရတယ်အဲ့တော့တန်ဘူးလေးဖြစ်ဖြစ်ဖန်ပလင်းလေးဖြစ်ဖြစ်ပေါ့နော်အဲ့တော့အဲ့ဒါလက်လေးတော့ရှိတဲ့အရာလေးကိုရှာလိုက်ပါဦးစင်းတော့ကော်တော့မသုံးပါဘူးကော်ဆိုတာကအနေကြီးမမီဘူးပေါ့နော်အနေကြီးစွန့်ရင်မရဘူးကြက်သားလေးရပါတယ်ဒါမဲ့တန်ဘူးလေးကိုအတုံးစားသေးတယ်တန်ဘူးလေးဖြစ်ဖြစ်ပေါ့နော်ကြက်သားဘူးလေးဖြစ်ဖြစ် ဖန်ပလင်းလေးဖြစ်အဲ့တော့တန်ဘူးလေးကောင်းပါတယ်လေလုံးလောက်ချက်တန်ဘူးလေးပေါ့အဲ့တန်ဘူးလေးကိုစတင်လောရမယ်အဋိဌံကတော့အင်္ဂါနေ့မှာစရမယ်အင်္ဂါနေ့ကဘာလို့စလဲဆိုတော့ဒီလောကီဘေးရင်ပညာမှာစရိထက်ရတယ်စရိဆိုတဲ့သဘောတရားကလှင်မြန်တယ်ညံဆန်တယ်ပေါ့နော်ညံဆန်တယ်အဲ့တော့အခုဥစဉ်ပြောမှာတော့တရားဓမ္မနဲ့တရားဓမ္မနဲ့ကောဒီလောကီဘေးရင်နဲ့ပတ်သက်လို့ရောဒီဟိုပေါ့နော် အနောက်တိုင်းသိပ္ပံပညာတို့ energy နဲ့ပတ်သက်လို့ရောအဦးဇင်းတို့အလုပ်လုပ်မှာဖြစ်ပါတယ်အဲ့တော့အင်္ဂါနေ့မှာစမယ်အင်္ဂါနေ့မှာစတဲ့ခါမှာဘယ်လိုစမလဲဆိုရင်အတန်ဘူးလေးပေါ့ဒါမှမဟုတ်ဖန်ပလင်းလေးပေါ့လဲလေးလုံးလောက်အလှအတဲ့ပေါ့ကိုယ့်ရဲ့ဘဲလက်ဖွားနဲ့ပေါ့ဆန်လက်တစုပ်ထည့်လိုက်ဆန်လက်တစုပ်ထည့်လိုက်စံလက်စုပ်ထည့်ပြီးလို့ရှိရင်အဲ့ဒီနောက်တစ်ခါဒုတိယအကြိမ်ကြောက်ရှင်တော့စာလေးပေါ့နော်လက်တစုပ်ယူပြီးတော့ထည့်လိုက်ထည့်ပြီးတဲ့အခါမှာအဲ့ဒါလေးကိုကိုသွားလေးရမှာစောင်းသွားရမယ် ိုသွားလျာမှာစောင်းသွားမယ်အဲ့တော့ကိုယ့်ရဲ့ကန်ဆိုးမိုးမောင်ကျိန်စာတင့်နေသလိုဖြစ်ပြီးတော့ကန်ဆိုးမိုးမောင်ကြတဲ့ဒီအဆိုးတွေကာဝယ်ပေးပြီးတော့ကိုယ့်ဘာတွေကိုကန်ကောင်းခြင်းနေကျမ်းမာခြင်းနေချမ်းသာကြွားမှုတွေအောင်မြင်အောင်မြင်မှုတွေချစ်ချင်းမြတ်တာတွေပတ်စံငွေကြီးတွေပျော်ရွှင်မှုတွေဟာမမျော်လင့်ထားတဲ့နီလန်းနေနဲ့ကိုယ့်ဘာတွေကိုဝင်လာပါလိမ့်မယ်ရောက်လာပါလိမ့်မယ်ရလာပါလိမ့်မယ်အဲ့ဒီအချိန်ကစားပြီးတော့ကိုကိုကိုကံကောင်းပြီလို့အတိမတ်မှတ်ချက်ပေးရမယ်အဲ့တော့ဦးသိန်းတို့ကပေါ့နော် အဲဒီတန်ဘူးဖြစ်ဖြစ်ဖန်ပလင်းဖြစ်ဖြစ်ပေါ့နော်အဲ့ထဲကိုစားလေးစံလေးလက်တစုပ်ထည့်မယ်စားလေးလက်စုပ်ထည့်မယ်ထည့်ပြီးအဲ့အားလေးကိုကိုသွားလိုက်ရမှာစောင်းသွားမယ်အဲ့အားလေးစောင်းတဲ့စညာစားပြီးတော့ကိုကျင်းစားတင်းတယ်လို့ကန်ဆုံမုံမောင်ကြတဲ့အရာတွေကကိုဘွားတွေကနော်ပိန်ကြဲပေါ်ရင်မတင်တကယ်သူကင်းစင်ပပျောက်သွားမယ်ပြီးရင်ဘာဆက်လို့ရအောင်လဲဆိုလို့ရှိရင်အစိမ်းအောင်ဖျောင်းတိုင်လေးရှာမယ်အစိမ်းအောင်ဖျောင်းတိုင်လေးကလက်ညိုးလောက်လက်တန်းလောက်ပေါ့နော်အားလေးရှာလိုက်ရှာပြီးတဲ့အခါမှာအားလေးကိုဘာလုပ်မလဲဆိုရင် ်အင်းဦးဆုံးအဲ့အစိမ်းအောင်ဖျောင်းတိုင်လေးကိုစားရည်စေးမယ်စားလေးနဲ့ပေါ့ဖျောင်းတိုင်လေးပုတ်ပြီးတော့ရည်စေးမယ်စေးပြီးတဲ့အခါကျလို့ရှိရင်အာစားရည်နဲ့စေးပြီးသွားပြီဆိုရင်ရည်မူးလေးနဲ့တခါအဲ့ဒီဖျောင်းအစိမ်းအောင်ဖျောင်းတိုင်လေးကိုတုံလိမ့်မယ်တုံလိမ့်ပြီးတဲ့အခါမှာအဲလာရောင်ခံမယ်လာပြည့်ညမှာနော်လာကိုပြမယ်လာရောင်ပြမယ်ပြီးလို့ရှိရင်မိုးလေးနဲ့အခါမှာနေရောင်ထပ်ပြမယ်ပြပြီးလို့ရှိရင်အဲ့အစိမ်းအောင်ဖျောင်းတိုင်လေးကိုကိုယ့်ရဲ့နေအိမ်ဖျားចောင်းဆောင်မှာထွန်းရမယ်ဘလို့ထွန်းရမလဲဆိုရင် ထွန်းရမယ်ဒီစနေတွေကတော့ လွဲပါတယ်ဒကမတွေတေချာမှတ်ထားပါကျွေပကံပြားကြီးတစ်ချက်ရှာလိုက်ကျွေပကံကျွေပကံဆိုတာက ကျွေရတင်းလာနဲ့နှစ်ပန်းကကြတာပရင်းနဲ့ငါကံကတင်းလာနဲ့နှစ်ဆိုတော့နှစ်ငါးနှစ်ဆိုတော့ကိုကနန်းရပါတယ်အဲ့တော့နဝင်းဟုတ်ကံကံကိုမြင့်တာပါအဲ့ကျွေပကံပြားထဲမှာဦးစင်းလို့ပေါ့နော်ဝါဆိုဖြောင်းတိုင်အတုတ်ကြီးတစ်ထိုင်ဝယ်လိုက်ဝါဆိုဖြောင်းတဲ့အတုတ်ကြီးတထိုင်ကိုဝယ်ပြီးတဲ့အခါမှာအဲဝါဆိုဖြောင်းတဲ့အတုတ်ကြီးမှာပေါ့နော်ဒီမိစာပါတဲ့ဘက်ကိုဓာလေးနဲ့ညီအောင်နည်းနည်းလေးလှိလိုက်ပေါ့လှိပြီးတဲ့အခါမှာအောက်က အဲ့ဂျီပကံပြားမှာအဲ့ဖြောင်းတိုင်အကြီးကိုစိုက်မယ်စိုက်ပြီးဆိုလို့ရှိရင်ဒီမှာဦးစင်းတို့အစိမ်းအောင်ဖြောင်းတိုင်လေးကိုရေမွေးဆွတ်ထားတဲ့ဖြောင်းတိုင်လေးကိုအဲ့ဖြောင်းတိုင်အကြီးပေါ်မှာအဲ့ဖြောင်းတိုင်တိတိလေးတိုင်ဆင့်ထုံးမယ်ဆင့်ထုံးပြီးတဲ့ခါမှာဖျားကိုမီးပူစောမယ်အဲ့လိုဖျားအောင်မီးပူစောတဲ့အချိန်မှာဘာလုပ်မလဲဆိုလို့ရှိရင်ကိုကိုကိုအတီးပြုတ်မှတ်ချက်တွေပေးမယ်အတီးပြုတ်မှတ်ချက်ကဘာပေးမလဲဆိုရင်တော့တရားရှစ်လုံးပဒီနဲ့ပေါ့နော်တရားရှစ်ခေါက်ပေါ့ US ဆိုမယ်အဲ့ဒါဘာလဲဆိုရင်ယခုချိန်ယခုယခုချိန်ယခုချိန်ယခုနေရာက စတင်ပြီးတော့ မျောလင်ထားတဲ့ကံကောင်းခြင်းတွေနဲ့သူကောင်းတဲ့အရာအလုံးဟာငါးဘွားတဲ့ကိုဥတီလာနေပြီဗီဒီတလုံးချဒီနေ့ဒီချိန်ကအစတင်ပြီးတော့ကံကောင်းခြင်းတွေနဲ့သူကောင်းတဲ့အရာအလုံးဟာငါးဘွားတဲ့ကိုဥတီရလာနေပါပြီဗီတလုံးချအဲ့ဒါလေးဗဒီတစ်ဖက်စိတ်မယ်အဲ့ဒါအင်္ဂါနေ့လောက်မှာပေါ့နော်အင်္ဂါနေ့မှာမိထုံးမယ်တုံးပြီးတဲ့ခါကျတော့ရှင်ဒကာမရေတောက်ကြနေတဲ့ခါပြန်လုံးမယ် ဲ့တော့တောက်ကြံနေအင်္ဂါနေ့တောက်ကြံနေရောက်တိုင်းလို့မှတ်ထားပါတော့အင်္ဂါနေ့တောက်ကြံနေရောက်တိုင်းမှာဖျောင်းနိုင်အကြီးပေါ်မှာအဲ့အစိမ်းရောင်ဖျောင်းတိုင်းတိုင်းလေးဆင့်တင်ထွန်းပြီးတော့ဖျောင်းအောင်မီးပူစော်မယ်ပူစော်ပြီးရင်ဒကာမရဲ့အလုတ်ကဘာမှလှုပ်ရှားမလို့ဆူတောင်းတဲ့အလုတ်ပဲဆူတောင်းယုံမယ်ကိုဆူတောင်းနေရချက်ချင်းကိုမြန်မြန်ဆန်ဆန်ပြေဝလာပါလိမ့်မယ်ပြီးရင်ပဒီလေးစိတ်မယ်ငါဘွားရဲကိုကံကောင်းခြင်းနဲ့သူကောင်းတဲ့အရာအလုံးကဥတီလေးလာနေပါပြီအတရားရှိခောက်နော်အင်္ဂါနေ့ တောက်ကြနေရောက်တိုင်းရောက်တိုင်းမှာဖျောင်းနိုင်အကြီးပေါ်မှာဖျောင်းနိုင်အစိမ်းအောင်သေးလေးဆင့်ထွန်ပြီးတော့အဲ့ဒီအဲဆရာတို့ဒီ energy vibration frequency ပေါ့နော်ဒါကြီးအလုတ်လုတ်ပါမယ်အလုတ်လုတ်ပါမယ်အဲ့ဒါလေးကတော့အင်္ဂါနေ့တောက်ကြနေတိုင်းလောရမှာဖြစ်ပါတယ်နော်เออပြီးလို့ရှိရင်အဲစံလေးရယ်စာလေးရယ်ပေါ့เนาะစံစာပေါ့အင်္ဂါနံပေါ့စံစာပေါ့အဲ့လားလေးကိုလေဟိုယူဆောင်သွားမယ်စံလေးအဲစံတစုပ်ပေါ့စာတစုပ်ပေါ့เนาะအဲ့လားလေးကိုကိုကထည့်ဆောင်ပြီးသွားတဲ့အချိန်ကစပြီးတော့ ို့ဘွားမှာကျိန်စာတင့်တို့ကန်ဆိုးခြင်းတွေကိုကာကွယ်ပေးပြီးတော့ကိုယ့်ဘွားတွေကိုနော်ကံကောင်းခြင်းတွေရောက်ရှိလာပါလိမ့်မယ်ဘလို့ကနေကိုယ့်ဘွားမှာပျော်ရွှင်မှုတွေအခွန်အလန်းတွေကောင်းခြင်းမင်္ဂလာတွေရောက်လာလဲဆိုတာကိုယ်ကိုယ်တိုင်လုပ်ကြည့်မှသိရမှာဖြစ်ပါတယ်အဲ့တော့ဝီဇင်းတို့ကန်ဆိုးကျိန်စာတင့်တို့ကိုယ့်ရဲ့ကန်ဆိုးခြင်းတွေဘာလို့လို့အဆင်မပြေတာတွေအကျွေးတွေလဲပင်းနေနေတာတွေအကျွေးတွေတန်းရှိပြီးတော့ပြီပြီးတော့နော်စိတ်ညစ်ပြီးတော့ကိုယ်ကိုစူးစိုက်တတ်သိမလို့ဖြစ်နေတဲ့သူတွေလောက်ပါနော်စံလေးရဲ့စားလေးရဲ့လက်တဆုပ်ပေါ့အဲ့ဒါလေးအမြဲတမ်းဆောင်ထားမယ် အင်္ဂါနေ့တောက်ကြနေ့ရောက်တိုင်းမှာဖျောင်းတိုင်းအကြီးပေါ်မှာဖျောင်းတိုင်းအစိမ့်လေးဆင့်ထုံပြီးတော့စောနာပြောတဲ့ဟာလေးကိုပရိစိမ့်မယ်ဖျောင်းတိုင်းအစိမ့်လေးကုံသွားပြီဆိုရင်တော့မီးလေးကိုမှုတ်လိုက်ပေါ့အောက်ကခံထားတဲ့ဖျောင်းတိုင်းပေါ့ဝါဆိုဖျောင်းတိုင်းအတုတ်ကြီးပေါ့နော်အဲ့ဒီအဖြူတော့မီးမလောင်စေနဲ့ပေါ့နော်ဩော်ဒီလိုတခါတခါမတွေကိုဦးစင်းကနော်တကယ်အစဉ်ပြေသွားတဲ့ဟာပြရပါဒီပညာကဘာပြင်းလဲဘာပညာလဲဆိုလို့ရှိရင်ပြောပြမယ်ဒါကမှော်ပညာလို့ခေါ်တယ် မောပညာဆုံးကဝေပညာလို့ခေါ်တာပေါ့နော်ဟိုးအနောက်တန်းရပေါ့ဟေရီပေါ်တာဇာကားရဲမော်ចောင်းတော်ကလာတဲ့ပညာတွေပါအဲ့မော်ပညာတွေမှာဥရင်တို့ဒီစားတွေစားတွေစံတွေဆိုတာကဒါကွဲပေါ့နော်ဒီမကောင်းတဲ့ဒီ necklace ပေါ့ necklace တွေကိုဒါတွေကိုပယ်ဖြတ်တဲ့ပေါ့နော်သူရဲ့ frequency ကိုတုံးတာဖြစ်ပါတယ်ပြီးရင်အဖျောင်းတာအစိမ့်ကိုတုံးတာတော့ Loki Gambia နဲ့ပတ်သက်တာဖြစ်ပါတယ်ပြီးရင်ပရိစိတ်တာတော့ဒီစက်ကြာတာပေါ့ London University Law of Attraction of Hoponopono လောရောကာမအာဒီပညာတွေအသုံးပြုပြီးတော့ affirmation ကိုအတီးပြုပြီးတော့ကိုယ့်ရဲ့ profile ကိုကိုယ်ကတွင်းတာလည်းဖြစ်ပါတယ်အဲ့တော့အားလုံးသေချာလုပ်ကြည့်ပါအခုအချုပ်လေးပြန်ပြောပြမယ်နော်အချုပ်လေးပြန်ပြောပြမယ်စာစံလက်တစုပ်စာလက်တစုပ်စာလက်တစုပ်ကိုစောင်းထားပါကိုယ်သွားလျာကိုယူသွားပါနော်ကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုယ့်ရဲ့အိတ်ကတ်ထဲကိုယ့်ရဲ့လွယ်အိတ်ထဲနော်အစင်ပြေတယ်လို့လားကိုယ်နဲ့မကွာဆောင်းထားပြီတော့ အင်္ဂါနေ့တောက်ကြနေ့ရောက်တိုင်းမှာဖျောင်းနိုင်အကြီးပေါ်ဝါစုဖျောင်းနိုင်ကြီးပေါ်ဖျောင်းနိုင်အစိမ့်လေးအစိမ့်လေးတင်ထုံးမယ်ဖျားចောင်းဆောင်မှာအဲ့တော့ဖျောင်းနိုင်အစိမ့်လေးမိကုံသွားပြီဆိုရင်တော့မှုတ်လိုက်ဖျောင်းနိုင်အဖြူကြီးတော့မလောင်စေနဲ့အဲ့လိုထုံထားတဲ့အချိန်မှာလေကိုကပရိစိတ်မယ်တရားရှိခောက်ဒီနေ့ဒီချင်းကစပြီးတော့ကံကောင်းခြင်းနေတဲ့သူကောင်းတဲ့အရာအလုံးဟာငါဘွားရဲကိုဥတီ၍လာနေပါပြီ။နော်အတရားရှိောက်ပြပြီဆိုတာနဲ့ thank you thank you thank you အာလီကတိုအာလီကတိုအာလီကတိုနာမစရိ နာမစရိနာမစရိကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်စာဓုစာဓုစာဓုကဲဒါလေးမျှဝေပြီးသွားပြီဖြစ်တဲ့အတွက် like ကလေးကိုအဆုံးသတ်ပါမယ်ခင်ဗျအားလုံးအကျိုးရှိအောင် like and comment share လေးလုပ်ပေးပါနော် like and comment share လုပ်လိုက်တာနဲ့ကိုလဲကုသိုလ်တွေအများကြီးရသွားပါမယ်ကုသိုလ်ရတာနဲ့အကုသိုလ်ကပယ်ပြီးသားနော်အကုသိုလ်ကပယ်ပြီးသား ဥစင်တော့ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဥစင်တော့ကအဲသမုတ်တီနယ်ပယ်မှာကျင်လည်နေတဲ့အခါမှာမြန်မာပဲနော်တပင်းတွေတောတောင်တွေအိမ်တွေတိုက်တွေကားတွေမြန်မာပဲအဲ့တော့လူတွေလည်းမြန်မာပဲမြင်တဲ့အခါမှာဥစင်တော့ကမြင်လိုက်တာနဲ့တပင်းဖြစ်နေပြီးအိမ်ဖြစ်နေပြီးကားဖြစ်နေပြီးယောက်ျားဖြစ်နေမိန်းမဖြစ်နေပြီးခွေးဖြစ်နေပြီးအဲ့ဒီအသည်အားအပေကိုဆွဲချမဲ့မိစ္ဆာဒိဋ္ဌိလို့ခေါ်ပါတယ်အဲ့တော့ ဒီတပ်ပင်နေအိမ်နေတိုက်တွေခားတွေကားတွေခွေးတွေယောက်ျားတွေမိန်းမတွေလူလို့တိလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒါအပယ်ဆွဲချမှာအဲ့တော့ဦးစင်းတော့ကနောက်စိတ်လေးမှာသတိထားရမယ်အဲ့တပ်ပင်နေလဲကြည့်ပါအောင်တပ်ပင်နေတိုက်တွေကားတွေလူတွေဆိုတာကပုံတရံနေအဲ့ပုံတရံနေကိုဒါကတော့ခွေးဒါကတော့တိုက်ဒါကတော့ကားဒါကတော့ယောက်ျားဒါကတော့မိန်းမခလေးလို့နေနာမည်တက်ထားတာအဲ့ဒီပုံတရံနေနဲ့နာမည်တွေဟာမရှိပါဘူးမရှိတဲ့ပြည့်ညက်တွေကိုကိုကအရှိထင်ပြီးတော့ အဲ့ဒီပေါ်မှာခိုင်နေမြဲတဲ့အတ္တကြီးနဲ့ပေါ့ခိုင်နေအတ္တကြီးနဲ့မြဲတဲ့နော်နှိစ္စကြီးနဲ့ယူနေတဲ့အတွက်ဆင်းရဲဒုက္ခကြုံရတာဖြစ်တယ်တန်ត្រာရှိရတာဖြစ်စေဒုက္ခဖြစ်ကြောတွေရှိရတာဖြစ်တယ်အဲ့တော့အိမ်တွေတိုက်တွေခွာကားတွေခွေးတွေလူတွေလို့သိလို့မရဘူးအဲ့ဒီတပ်ပင်တွေတိုက်တွေကားတွေခွေးတွေလူတွေကိုဘလို့ဖွဲ့စည်းထားဆိုရင်ပထဝီရဲ့အာဘောရဲ့ဖွဲ့စည်းထားတယ်အဲ့ဒါကပရမတ်အရှိတရားပဲ ဥစဉ်တို့ကအရှိတရားကိုမြင်မှုဥစဉ်တို့ကပုံသဏ္ဍာန်နဲ့နာမည်တွေစွဲနေတာအဲ့ဒါမလို့ဒုက္ခဆင်းရဲဖြစ်ကြောရှိနေတာအဲ့တော့ဩယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူဖြစ်ဖြစ်ခွေးဖြစ်ဖြစ်တိုက်ဖြစ်ဖြစ်ကားဖြစ်ဖြစ်နော်ပထဝီနဲ့အာဘောနဲ့ဖွဲ့စည်းထားပါလားဆိုတဲ့ပရမတ်ကိုရှုနိုင်မှသာမြင်ဉာဏ်နဲ့မြင်နိုင်မှသာဒုက္ခဖြစ်ကြောတို့ပြီးတော့ဒုက္ခဆင်းရဲလွတ်ရငြိမ်းရဖြစ်တဲ့မောရမနာရမတေရနိဗ္ဗာန်ချမ်းသာကိုရမှာဖြစ်တယ်အဲ့တော့မြေကြီးပေါ်မြေကြီးဆိုတဲ့ပထဝီထက်နဲ့အာဘောဆိုတဲ့ရေထက်နဲ့ နေလိုက်တဲ့ခါမှာရှင်းပြသွားတယ်အဲရှင်းပြတဲ့ခါမှာအဲရှင်လေးကိုပဲလူရုပ်တေယောက်ကြောက်တေမိမရုပ်တေတိုက်တေအိမ်နေကားတွေခွေးတွေလို့တာအဲ့တော့အဲ့တိုက်တေအိမ်နေကားတွေခွေးလို့တဲ့ခါမှာအဲ့ဒါပုံသဏ္ဍာန်တွေဖြစ်သွားတယ်နံပါတ်တွေတက်လိုက်တယ်အဲ့ဒါတွေကမရှိဘူးပြည့်ညက်တွေတကယ်ရှိတာပါလေညီနဲ့ရေနဲ့ဖွဲ့စည်းထားလို့ပုံသဏ္ဍာန်ဖြစ်လာတာအဲ့ပုံသဏ္ဍာန်ကိုနေနံပါတ်တွေအမျိုးမျိုးတန့်နေတာအဲ့ဒီနံပါတ်တွေရဲ့ပုံသဏ္ဍာန်တွေကမရှိဘူးအဦးဇင်းတို့က မြင်လိုက်တာနဲ့ပုံတရံတွေဖြစ်နေပြီပုံတရံနဲ့နာမည်ပဲဆိုရနေယောက်ျားတွေဖြစ်နေပြီယောက်ျားပုံတရံကြီးကဆိုရနေပုံတရံပေါ့တိုက်ပုံတရံဆိုရနေတယ်เนาะကားပုံတရံဆိုရနေတယ်အဲ့ပုံတရံတွေကိုကြော်ပြီးတော့တကယ်ရှိတဲ့ပရမတ္ထပထဝီအာဘောကိုမြင်အောင်ရှုရမယ်ဩပထဝီတွေပါလားပထဝီဓာတ်အဲ့ရော ပထဝီလို့မြင်လိုက်တဲ့ခါမှာအဲ့ဒီပုံမှာလောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးဘာလို့မဖြစ်လဲဆိုတော့နောက်စိတ်လေးမှာတတိအာမောဟဝိဇ္ဇာဉဏ်ဖြစ်လို့ပဲနော်နောက်စိတ်လေးမှာအာမောဟဝိဇ္ဇာဉဏ်မဖြစ်ရင် အဝိဇ္ဇာမောဟကြီးရှိနေလို့ရှိရင်ကြာရင်ဒေါသမကြာရင်လောဘဖြစ်မှာပဲအဲ့လိုကြာရင်ဒေါသမကြာရင်လောဘဖြစ်ရင်တော့တဏ္ဍရာဒုက္ခဆင်းရဲဖြစ်ကြောကရှေမာဖြစ်ပါတယ်အဲ့တော့မြင်မြင်သမျှအရာအလုံးဟာပထဝီတွေနဲ့အာဘောတွေနဲ့ဖွဲ့စည်းထားလို့ပုံသဏ္ဍာန်တွေမြင်နေရတာကိုယ့်မျက်လုံးနဲ့မှဒီလိုပုံသဏ္ဍာန်တွေတိုက်တွေကားတွေအိမ်တွေခွေးတွေလူတွေလောကကြီးမှာရှိရှိသမျှအရာအလုံးမြင်နေရတာဒီပါဖြစ်လေပုံသဏ္ဍာန်ရှိလို့မြင်ရတာနော် white board ပေါ်မှာအဆက်ပြောက်လေးတစ်ခုချထားတယ်အဲ့အဆက်ပြောက်လေးကလည်းအဲ့လိုပထဝီနဲ့အာဘောနဲ့ဖွဲ့စည်းထားလို့ပုံတံတားကိုမြင်ရတာပုံတံတားမရှိမမြင်နိုင်ဘူးပေါ့နော်အဲ့တော့ဒီအာ under 30ဖုံလုံးဒီသမှုတည်နေဘက်မှာအကုန်လုံးကဘာဖြစ်လဲပထဝီရဲ့အာဘောရဲ့အော်အခုကွာသွားတယ်လာတယ်ပြောတယ်ဆိုရယ်လောက်ကင်တယ်ဆိုတာကဝါရောနဲ့တေဇောနော်ဝါရောနဲ့တေဇောထောက်ကံမှုတွေအဲ့ထောက်ကံမှုတွေသွားတာလာတာပြောတာဆိုတာလောက်တာကင်တာနိုင်တယ်ဆိုတာကွာအသက်ရှိတယ်လို့ထင်နေတာပေါ့ ဘာဖြစ်လဲဆိုလို့ရှင်တေဇောအားကောင်းလို့ဝါယောကလှုပ်ရှားတာတော်တာလာတာပြောတာဆိုတာနော်ဒါကဗာလဲရုပ်ပေါ်ရုပ်ပေါ်အဲ့ရုပ်မှာဘာဖြစ်လဲဝိညာဉ်တွေသင်္ခါရတွေဝေဒနာတွေနော်ဝိညာဉ်တွေလာလို့မယ်ဝိညာဉ်သင်္ခါရနော်သင်္ခါရပြီးလို့ရှင်ဘာဖြစ်မလဲဝေဒနာပြီးလို့ရှင်တညာဒါတွေလာတော့မှာပဲနော်အဲ့တော့ဒီနေ့တော့ဒီလိုက်ကလေးကိုဒီလောက်နဲ့ပဲ အဆုံးတက်လိုက်ပါတယ်နော်အခုပတ်စံနေကံကောင်းခြင်းတွေချမ်းသာခြင်းတွေချမ်းသာခြင်းတွေအောင်မြင်ပျော်ရွှင်မှုကံကောင်းခြင်းတွေရအောင်လို့အဲအာဘောဆိုရက်နော်ဒီချောင်းကြီးပြမလာပြီးလွတ်မှာရေမြင်ငွေမြင်တယ်လို့မှတ်ရေမြင်တာနဲ့ငွေရပြီးငွေတွေပေါ်ရှံကျေဝါပြီးလို့မှတ်တာဒီရေကိုလည်းကြည့်လိုက်ပါအောင်ပြောလိုက်အောင်မယ်နော်နည်းနည်းလေးဟိုက်ရေရကြည့်လိုက်တက္ကမတွေမြင်တဲ့အခါမှာအာဘောလို့မြင်တာပေါ့အမှန်တော့အာဘောမဟုတ်ဘူးပထဝီလို့မြင်ရမယ်ပထဝီမရှိဘဲနဲ့သူကတွန်းကန်လှူရှားပြီးတော့မသွားလာနိုင်ဘူး ကောင်းရမနေမင်းရှိတယ်ဦးဇင်းတော့နေကိုမြင်လိုက်တဲ့ခါမှာနေဆိုရတေဇောတက်ကိုမြင်တယ်အဲ့တေဇောတက်မှာပထဝီရှိတယ်ပထဝီပဲပထဝီရှိပထဝီရှိလို့နေအဲအလင်းအောင်ဓာတ်တွေကဒီကဘာမြေပေါ်ကိုဖြာကြပြီးတော့เนาะအိမ်ဟိုအဲအပေါ့ကျူအပေါ့ကျတကားကျူတကားကျတွေကတိုးနိုင်တာပထဝီရှိလို့เนาะဒီအလင်းကတိုးနိုင်တာအဲ့ဒါပထဝီလို့မမြင်ဘူးကိုကအလင်းအောင်နေလို့ယူထားတယ် အဲ့တော့ရေတရားလဲကြည့်လိုက်ဒီလိုတွန်းကန်တွန်းကန်ပြီးလှုပ်ရှားနေတာပထဝီရှိလို့ပေါ့ပထဝီမရှိဘဲနဲ့ဘလို့တွန်းကန်လှုပ်ရှားစီးစင်းနိုင်မှာလဲနော်အဲ့ဒါပထဝီပဲနော်လေးဆွဲခါမှာလေတရားတိုက်မယ်တိုက်တဲ့ခါမှာကိုယ်ခန္ဓာကိုယ်ကိုကိုယ့်ရဲ့စံတွေကိုယ့်ရဲ့အင်းရဲ့ဥစ္စာတွေလေတရားတိုက်ခိုက်သွားတယ်အဲ့ဒါကိုလေးလို့ကိုကမြင်တယ်အမှန်တော့လေးလို့မဟုတ်လေးဆိုတာပြညတ်အဲ့ဒါပထဝီပဲပထဝီရှိလို့တိုးနိုင်တာတိုက်ခတ်နိုင်တာဟုတ်ပြီနော်အာဘောလဲအတိုင်းပဲတေဇောလဲအတိုင်းပဲအဲ့ဒါမလို့ဒါခါကြီးဒေါက်တာဦးစိုးလင်ကပြောပါတယ် နေတိုးလေတိုးရေတိုးတဲ့နော်နေတိုးရဲ့ဆိုတာပထဝီအမာခံရှိလို့တိုးနိုင်တာလေတွေတိုက်ခိုက်တဲ့ဆိုတာလည်းပထဝီအမာခံရှိလို့တိုက်ခိုက်တိုက်ခိုက်တာရေရလည်းအခုစီစဉ်နေဆိုတာလည်းပထဝီရှိလို့တိုးနိုင်တာစီစဉ်နိုင်တာအဲ့ဒါပထဝီပဲဒီလောကကြီးတစ်ခုလုံးကပထဝီတွေပဲအဲ့တော့ပထဝီလေးလို့မြင်လို့ရှင်အဲ့ဒီပေါ်မှာလောဘလည်းဖြစ်တော်ဘူးဒေါသလည်းဖြစ်တော်ဘူးဟုတ်လားအဲ့ဒါဘာဖြစ်လဲနောက်စိတ်မှာသတိအမောဟာရှိလို့ဟုတ်ပြီလားအတော့ပထဝီလို့သိရမယ်နော်ဟိုကရေ ဒီချောင်းယူကြည့်လိုက်တာရေဖြစ်နေပြီအရာကမိစ္ဆာဒိဋ္ဌိပဲမျက်စိအမြင်တာကူရေမြင်တာအယောင်ပဲဘာရောက်မြင်လဲအယောင်ပဲမြင်တာနောက်စိတ်ကရေလို့နာမည်တက်လိုက်တာ လေရီကကိုယ်ခန္ဓာကိုတိုးဝဲပြီးထိခတ်လာမယ်နော်အဲ့ဒါထိတာပဲတိုးဝဲတာပဲတွန်းတာပဲရှိတယ်ဒါမဲ့ကိုကလေလို့နောက်စိတ်မှာနာမည်တက်လိုက်တယ်နော်တွန်းတာတိုးတာအဲ့ဒါရှေ့စိတ်လေလို့မရှိတဲ့အရာ ပြည့်ညက်ကြီးကိုယူပြီးတော့အခိုင်အမာနဲ့ရှိတယ်နေဆခိုင်နေမြဲတယ်လို့အနတ္တ အတ္တကြီးနဲ့ယူလိုက်တာအာနောက်စိတ်မှာသတိထားဟုတ်ပြီလားနော်ဒီနေ့တော့ဒီလောက်ပါပဲနော်အားလုံးကိုအားလုံးကံလဲကောင်းကြပါသေးညံလဲကောင်းကြပါသေးလက်ရှိရရှိတဲ့ယုံညုံနဲ့နှစ်ပါးနော်ကံကောင်းပြီးတော့ကျမ်းမာပြီးချမ်းသာပြီးတော့တိုက်တေးကားတွေစိတ်တွေရွှေတွေကိုချစ်သူနဲ့ပျော်ရွှင်နေနိုင်ပြီးတော့ညံလဲကောင်းကြပြီးတော့လဲမိုးရမနာရမသိရစင်ရခတ်သိမ်းငိမ့်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းသူတော်စင်သူတော်မြတ်နေဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရင်လည်းပဲ like ကိုအဆုံးသတ်လိုက်ပါတယ်အားလုံးတက်ရှိကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်ဝကြပါစေတာရုတာရုတာရုရေမြင်ငွေမြင်မီတဲ့နော်ဒီနေ့တရားစားပြီးတော့လူတိုင်းငွေတွေမရှားတော့ဘူးငွေတွေပေါ်ရှံကျဝါပြီလို့ကိုယ့်ရဲ့နှလုံးသားထဲမှာဆွဆွမြဲမြဲယုံကြည်လက်ခံလိုက်ပါကိုကိုကိုလက်ခံပါကိုကိုကိုခွင့်ပြုပါနော်ကိုကိုကိုအတိမတ်ပြုပေးပါ မနေ့ကဦးစင်ဖျားမှလွှင့်နေပေါ့အဲ့ဒါဇာတိုးဖျားတဲ့မနေ့ကလွှင့်နေလိုက်ကအဲ့ဇာတိုးဖျားဆိုတာဇာတိုးအောင်ပတ်စံနေကံကောင်းခြင်းနေကျမ်းမာချမ်းသာအောင်မြုပ်ကောင်းတဲ့အရာတွေဇာတိုးအောင်ဆိုပြီးတော့ဇာတိုးဖျားမှလိုက်လွှင့်ပေးပါတယ်မနေ့ကမနေ့ကလိုက်လေးဟာဒေါင်းလော့ဆွဲပြီးတော့နားထောင်ပါအဲ့ဒီပညာတွေဟာ10နှစ်လောက်ပတ်စံနေအများကြီးအချိန်တွေကုန်ပြီးမှ သင်မှတတ်တဲ့ပညာတွေပါဒါတွေကိုကောင်းလို့ရတွေကိုဆွဲလို့ပြီးတော့လွယ်လွယ်ကူကူနဲ့ပေါ့နော်ဦးစင်ကအလုံးကိုမြစ်တာနဲ့မျှဝေနေတာပါ တန်ဖို့တိပါနော်ခလေးရတော့ဟိုခလေးရတော့တထောင်တန်တထောင်တန်ကော်ယုတ်ခလေးနဲ့နော်တိန်တိန်ပေါင်းတထောင်လောက်ရှိတဲ့စိန်လက်စွတ်ဆိုရင်တော့ तू ဟာကော်ယုတ်တထောင်တန်ယူမှာစိန်လက်စွတ်မယူဘူးတန်ဖို့မှမတိတာလူကြီးကတော့ဘာဖြစ်လဲနော်တထောင်တန်ကော်ကော်ကော်ယုတ်ကိုခေါင်းထဲတော့မထည့်ဘူးတန်းတန်ပေါ့နော်တန်းတရာတန်းစိန်လက်စွတ်ကိုရွေးချက်မှဖြစ်ပါတယ် တော့တန်ဖို့တိပါတန်ဖို့တိမှာဒါဘဝပြောင်းမှာ ဖြစ်ပါတယ်တန်ဖို့မတိရင်ဘဝမပြောင်းဘူးเนาะအဲကိုဘဝမှာတန်ဖို့တိဖို့လိုတယ်เนาะအတန်ဖို့လေးတိပါအဲအလကားဆိုပြီးတော့ short မတော်ပါနဲ့เนาะပစံနေအများကြီးထက်ကို ပိုကောင်းအောင်เนาะဒီမှာမေတ္တာစေတနာတွေနဲ့အကောင်းဆုံးထည့်ပြီးတော့တဖတ်တနာကကူညီတာပါတယ်နောက်နေ့နေ့စဉ်မှာလည်းမတူညီတဲ့ shoot out တွေမတူညီတဲ့နီးလစ်စနစ်တွေနဲ့ပြန်လဲမျှဝေပြေးသွားအောင်မှာဖြစ်ပါတယ်အားလုံးရဲ့ နော်အဲအခုဒီ Facebook မှာလည်းတစ်ချက်ပြောလာအောင်မယ် like click ရနေနဲ့အဆုံးသတ်မလို့ကပေါ်လာလို့ဒေချာနားထောင်ဒကမတွေဘာလို့စင်ရဲချမ်းသာလဲဆိုရင် Facebook မှာနော် negative နဲ့ပတ်သက်တဲ့ပို့တွေ negative နဲ့ပတ်သက်တဲ့မကောင်းတဲ့ပို့တွေ like တွေ video တွေအားတွေကို like and comment share လုပ်လို့ရှိရင်ဒကာဒကမတွေကအခုစိုးကိုကျူးလွန်နေတာပဲပို့ပွားရစင်ရဲမှာဖြစ်တယ်အဲ့လိုပဲဒီ Facebook တွေ online တွေမှာနော်တရားဓမ္မနဲ့ပတ်သက်တာတွေကောင်းတဲ့ positive နဲ့ပတ်သက်တာတွေ ောင်းမွန်တဲ့နော်ပို့တွေ light တွေကို light and commercial လောက်တာကိုဟာကုစုတွေကိုယူနေတာပဲဖြစ်တယ်အဲ့တော့ကုစုစုဘူးစုပါ ကုစုတွေကြီးမှချမ်းသာမယ်အကုစုတွေကြီးမှရင်တော့ဆင်းရဲမယ်အဲ့တော့ Facebook သုံးတယ်လဲဆင်းရဲနိုင်တယ်ချမ်းသာနိုင်တယ် Facebook ကိုသုံးတယ်လဲငရဲပြည်သွားနိုင်တယ်နတ်ပြည်သွားနိုင်တယ်အဲ့တော့မကောင်းတဲ့ပို့တွေမကောင်းတဲ့ intention ရှာတာတွေအစဲတွေအဲ့ရတွေကိုရှောင်ရှားပါကောင်းတဲ့ light လေးတွေကို light and commercial လုပ်ပါအဲ့ဒါကုဘွားတွေမှာကုစုတွေကိုဖြစ်နေတာပဲနော် ဒီလောက်နဲ့ပဲ like ကလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ